ညတိုင်းကျွန်တော်ဘာကြောင့်အိတ်နေကြရလဲရေဘူးကဆက်ဆံပြောမယ်ဆိုရင်ကျွန်တော်အိတ်နေကြမို့လို့ညတိုင်းအိတ်တယ်ဒါမဲ့အိတ်ထက်ကျွန်တော်နည်းနည်းပို့ပြီးတော့တွေးကြည့်မယ်ပေါ့နော်ညတိုင်းမှာကျွန်တော်ရဲ့မျက်စိတွေပိတ်ကျွန်တော်ရဲ့အသိစိတ်တွေလုံးဝကင်းမဲ့နေတဲ့အချိန်ဘာကြောင့်အဲ့လိုမျိုးဖြစ်နေရလဲနောက်ကျွန်တော်တို့ကဘာရွယ်ချက်နဲ့အိတ်ဆက်နေတာလဲအိတ်ဆက်နေတဲ့အချိန်မှာကျွန်တော်ရဲ့အုံနောက်နဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကဘာတွေလုပ်နေလဲတချို့တွေကပြောမှာပေါ့နော်ဒီ အိတ်ဆက်တယ်ဆိုတာအိတ်တဲ့အချိန်မှာငါတို့အိမ်မက်တွေမက်နေတာအဲ့ဒီအိမ်မက်တွေအောင်ဘာကြောင့်မက်နေရလဲဒီနေ့မှတော့ကျွန်တော်အိတ်ဆက်ပြီးတဲ့နောက်ကျွန်တော်တို့ခန္ဓာကိုယ်မှာဘာတွေဆက်ဖြစ်နေလဲဆိုတဲ့အရာကိုကျွန်တော်ဆွေးနွေးပြသမှာဖြစ်ပါတယ်ဆိုတော့ဒီအိတ်ဆက်ခြင်းညောင်းကိုကျွန်တော်ဆွေးနွေးဖို့အတွက်ကိုပထမဆုံးအနေနဲ့ကျွန်တော်တို့အိတ်ရဲ့အဆင့်ဘယ်နှဆင့်ရှိလဲဆိုတာကိုနည်းနည်းတော့ဆွေးနွေးပြခြင်းနေပေါ့နော်အမျိုးအစားနှစ်ခုရှိတယ်ပေါ့အမျိုးအစားနှစ်ခုကဘာလဲဆိုတော့အိတ်နေအချိန်မှာ ကျွန်တော်တို့ရဲ့မျက်လုံးတွေကလုံးဝလှုပ်နေတဲ့အချိန်နဲ့လှုပ်နေတဲ့အချိန်ဆိုပြီးတော့နှစ်ခုခွဲလိုက်တယ်ပေါ့နော်အဲဒီလုံးဝမလှုပ်တဲ့အချိန်ကိုညာကျွန်တော်တို့က NREN non rapid eye movement လို့ခေါ်ပြီးတော့ကျွန်တော်တို့ဒီလှုပ်နေတဲ့အစ်အချိန်ကတော့ကျွန်တော်တို့က REN ပေါ့နော် rapid eye movement လို့ကျွန်တော်တို့ကခေါ်ရပေါ့ NREN ကိုညာကျွန်တော်အဆင့်၃ဆင့်ပြန်ခွဲလိုက်တယ် N1 N2 နဲ့ N3 ဖြစ်တယ်ပေါ့နော်ဒါကြတော့ဘာကို motivate ကျွန်တော်တို့က ခွဲလဲဆိုတော့အဲ့ဒီချိန်မှာကျွန်တော်တို့အုံနောက်ကထုတ်နေတဲ့ရှင်းစစ် line တွေကိုပဲအခြေခံပြီးတော့ကျွန်တော်တို့ခွဲတယ်ပထမဆုံးကျွန်တော်တို့စပြီးအိပ်ပျော်သွားပြီဆိုရင် annual sin ကိုစဝင်သွားပြီပေါ့လို့ထားနေအချိန်နဲ့ဘာကြီးစပြီးကွာလဲဆိုတော့အုံနောက်ကထုတ်တယ်ရှင်းစစ် line တွေကစပြီးကွာချတယ်ဒီ note ထားနေအချိန်မှာထုတ်တဲ့ wave တွေကကြတော့သူက alpha wave တွေဖြစ်တယ်ပေါ့နော်ဒါမဲ့ကျွန်တော်တို့စပြီးတော့အိမ်မောကြပြီပေါ့နော် annual phase ကိုဝင်ပြီဆိုတာနဲ့သူက ဦးတော့ကပါဘလို wave တွေကိုစားထုတ်လဲဆိုတော့သူကတီတာ wave တွေပေါ့ဒီ alpha wave မှာဆိုရင်ကျွန်တော်တို့ဒီ frequency တွေကဟိုအရင်များတယ်ပေါ့ဒါပေမဲ့သူ့ရဲ့ wave ရဲ့ magnitude တွေကတော့တည်တယ်ပေါ့ဒါပေမဲ့တီတာ wave မှာတော့စပြီးတော့ frequency တွေကစပြီးတော့နည်းလာတယ်ဒီစစ်မှာတော့ကျွန်တော်တို့ကြက်သားတွေကလုံးဝ relaxed သွားတဲ့အနေအထားမျိုးမရှိဘူးပေါ့နော်စိတ်ဝင်စားဖို့ကောင်းတာတစ်ခါလေဒီကြက်သားတွေရုပ်တရက်ကြုံကြုံသွားတဲ့တွေ့ကြုံကြီးရှိမယ်လို့တော့ကျွန်တော်ယူဆတယ်ပေါ့နော် hypnic jack လို့ခေါ်တယ် ဒါတွေကဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ဘိုးဘေးပြည်ပင် နေကနေစခဲ့တယ်လို့ပဲပြောရမှာပေါ့နော်ကျွန်တော်တို့ရဲ့ဘိုးဘေးပြည်ပင်နေလက်ထက်တွေတော့ကျွန်တော်လူသားတွေကတာရဲသရိစနေကိုကြောက်တဲ့အတွက်ဒီအိတ်ဆက်တဲ့အချိန်မှာဒီတစ်ပိနေပေါ်မှာတက်ပြီးတော့အိတ်ဆက်ကြတယ်အိတ်မောကြွားတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်ကြွက်သားတွေကလုံးဝပျော့သွားတယ်အဲ့လိုမျိုးပျော့သွားတဲ့အချိန်မှာဒီတစ်ပိပေါ်မှာပြုတ်မကြအောင်လို့အတွက်ကိုဘာဝကာဝယ်ပြီးတော့တုံ့ပြန်မှုတစ်ခုလိုပဲပြောရမှာပေါ့နော် N1 ဆရာတော့ပုံမှန်အားဖြင့်10မိနစ်ကနေပေါ်မှာ 9မိနစ်ထိကြာတယ်ပေါ့အန်တူးအစ်စ်မှာကြာတော့ကျွန်တော်တို့ရဲ့ဒီအုံတော့ကထုတ်တဲ့လင်းစစ် line ပတန်ကတော့ကြောင်းလဲသွားတယ်ပေါ့နော် sleep spindle လို့ခေါ်တယ်ပေါ့နော်12 to 14 hertz ရှိတဲ့ဒီ spindle လေးတွေကိုဒီကျွန်တော်တို့အုံတော့ကနေထုတ်ပေးတယ်အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ဒီကျွန်တော်တို့အုံတော့ရဲ့အလယ်မှာရှိတဲ့ဒီ thalamus လို့ခေါ်တဲ့အရာတစ်ခုနဲ့ပေါ့နော်အုံတော့ကအပေါ်ကအလွာတွေကဒီပေါ်မှာချင်းချင်းအပြန်လန်တုတ်ပြန်မှုတွေဖြစ်တဲ့အတွက်ကြောင့်ဒီ sleep spindle တွေက ဖြစ်လာတယ်ပေါ့နော်ဒီ sleep spinner တွေကဘာကြောင့်ရည်ရည်လဲဆိုရင်ဒီ short term memory ကနေပါမှာ long term memory ဖြစ်သူ့တော်သိသိဖို့အတွက်ကိုဒီကောင်တွေကအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေရပေါ့နော်နောက်တစ်ခုကဒီဒီ wave အကြီးကြီးပေါ့အဲ့ဒါကိုကျွန်တော်က k complex လို့ခေါ်တယ်အဲ့ဒီ wave တွေကိုလည်းဒီ anti phase မှာတွေ့ရတယ်ပေါ့နော်ဒီ wave တွေကကြတော့ဘာအတွက်လဲဆိုတော့ကျွန်တော်ဒီဒီ aging ကိုသူသူ pattern လိုက်ပေါ့နော်အိတ်ဆက်နိုင်အောင်လို့အတွက်ဒီထုတ်ပေးတဲ့ wave တွေ ဖြစ်တယ်ဗောနော်ဒီအချိန်မှာတော့ကျွန်တော်တို့ကပို့ပြီးတော့ငြိမ်သက်လာမယ်ကျွန်တော်တို့ရဲ့အသက်ရှူနှုန်းတွေနောက်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် temperature တွေနဲ့နှလုံးခုန်နှုန်းတွေဟာစပြီးတော့နည်းလာမယ်ဗောနော်ဒီဆင်းကတော့10မိနစ်ကနေပြီးတော့မှ25မိနစ်လောက်ထိကြာနိုင်တယ် end stage ပြီးသွားရင်တော့ကျွန်တော်တို့ဒီ entry stage ကိုရောက်မယ်အုံနောက်ကဒီတာဝေးဒီအစားကိုကျွန်တော်တို့ data wave wave ထိထုတ်ပြရပါတော့ data wave ဆိုတော့ကျွန်တော်တို့ဒီ frequency ကအရင်နှဲသွားပြီးတော့မှ magnitude တွေကြီးလာတယ်ဗောနော်ဒီ wave တွေကနောက်တစ်မျိုးဘယ်လိုခေါ်လဲဆို slow wave sleep လို့ခေါ်တယ်နောက်တစ်ခုက deep sleep လို့လည်းခေါ်တယ်ဒီပျက်စီးသွားတဲ့ cell တွေ ਨੇ ကျွန်တော်တို့ဒီခန္ဓာကိုယ်ကဒီခုခံစနစ်တွေကိုဒီစစ်မှာပြန်လဲတိဆောက်တယ်ဗောနော်စာအိတ်ဆက်ခြင်းအနေပေါ်မှာ deep sleep ရောက်ဖို့အတွက်ဆိုရင်တော့မိနစ်40လောက်တော့အချိန်ယူရတယ်ဗော deep sleep ကလည်းဘယ်လောက်ထိကြာမလဲဆိုရင်မိနစ်20အနေမိနစ်40လောက်ထိကြာနိုင်နေပါတော့ I am sleep ပေါ့အဲ့ဒီချိန်မှာတော့တေးကြတယ်ကျွန်တော်တို့ရဲ့မျက်လုံးကလှုပ်နေမယ်အုံနောက်ကထွက်တဲ့လှိုင်းနေရာလဲကျွန်တော်နူထားတဲ့အချိန်မှာဖြစ်နေတဲ့လှိုင်းနေနဲ့ဟောနီးသွားပြီးနီးစက်နေမယ်တို့တချို့ခံစားချက်တခုပေါ့ဥပမာကျွန်တော်တို့အာယုံထဲမှာတော့ယုံကန်လှုပ်ရှားနေတယ်ဒါပေမဲ့ကျွန်တော်တို့ခန္ဓာကလုံးဝလှုပ်လို့မရဘူးဖြစ်နေတယ်အဲ့လိုမျိုးအတွေ့အကြုံတွေခံစားပူကြမယ်လို့ကျွန်တော်ထင်တယ်ဒီအဆင့်မှာအဲ့လိုမျိုးဟိုအဖြစ်အပျက်တွေအများကြီးဖြစ်တယ် မှာဘာကြောက်လဲဆိုတော့ကျွန်တော်တို့ရဲ့ mental ကအရင် active ဖြစ်နေပြီးတော့မှကျွန်တော်တို့ခန္ဓာကိုယ်က temporary paralyze လို့ခေါ်တာပေါ့နော်ဟိုယာယီအဖြစ်ကျွန်တော်တို့လေဖြတ်တယ်လို့ဖြစ်နေတဲ့အတွက်ဒီလိုအတွေ့အကြုံတွေခံစားရမှာဖြစ်တယ်ပေါ့နော် REM sleep မှာပဲကျွန်တော်တို့ရဲ့ဒီတိတာထင်ရှားတဲ့အိမ်မက်တွေကိုမက်တယ်ပေါ့နော်နောက်တစ်ခုရေးပါတဲ့အချက်ကတော့ဒီ REM sleep ကကျွန်တော်တို့ရဲ့ cognitive function ပေါ့နော်တွေးခေါ်နိုင်စွမ်းနေနောက်သင်ယူနိုင်စွမ်းနေနောက် portrait တွေးနိုင်မှုတွေနောက်ကျွန်တော်တို့ရဲ့ memory ဘိုင်းတွေတော့ကို မရှိမဖြစ်လိုအပ်တဲ့အဆင့်လိုပဲပညာရှင်တွေကသုံးသပ်ကြတယ်ပေါ့နော်ဒီ N1 ကနေပေါ်မှာ N2 N2 ကနေပေါ်မှာ N3 N3 ကနေပေါ်မှာသူက N2 ကိုပြန်သွားပြောင်းမှာ RSD ကိုသွားတယ်ပေါ့နော်ဒါသူ cycle တစ်ခုပေါ့ဒီ cycle တစ်ခုဖြစ်ဖို့အတွက်ကိုကျွန်တော်ပုံမှန် average ကြာချိန်ကတော့ဒီ minute 90ကြာတယ်ဗောနော်ဒီ cycle တစ်ခုလုံးပြီးဖို့အတွက်ကိုမိနစ်60ကြာတယ်ကျွန်တော်ပုံမှန်ညအဲ့ချိန်ဒီမှာဆိုရင် cycle ၄ခုကနေပေါ်မှာ cycle ၆ခုအထိကိုသွားရတယ်ဗောနော် cycle တစ်ခုနဲ့တစ်ခုမှာဆိုရင် stage ရေရဲ့ကြာခြင်းဟာပွာချမှုရှိတယ်။ညဥ်ပိုင်းနေမှာဆိုရင်ကျွန်တော်တို့ဒီ disley ရဲ့ကြာခြင်းဟာပုံများတယ်ပေါ့နော်။လင်းဦးစားဘက်ကိုရောက်လာပြီဆိုရင်တော့ aryan sleep ရဲ့ကြာခြင်းဟာတဖြည်းဖြည်းနဲ့ပုံများလာမယ်။ဘာကြောင့်ကျွန်တော်တို့အိမ်မက်တွေမက်နေရလဲပေါ့နော်။ပညာရှင်တွေလေ့လာနေရတာလဲရာစုနည်းနဲ့ရှိနေပြီ။ဒါပေမဲ့အခုချိန်မျိုးတည်တကိုယ်ဝယ်မသိသေးဘူးပေါ့နော်။ဒီမက်ညံတွေကိုစနစ်တကျပြန်လဲတိဆောက်ပြီးရလို့ ယူဆရပါတော့သူတို့ကြောင့်ဘလို့ဥပမာပေးပြောလဲဆိုတော့သူတို့ study တစ်ခုလုပ်ကြတယ်ပေါ့နော်ကြွက်ကိုသူတို့ကဝင်ကဘာလေးထည့်ပြီးတော့ဒီဘက်ကဝင်နေပေါ့ဒီဘက်ကကြတော့အစာအစာရှိတဲ့အပေါ့ပေါ့နော်အဲ့ရနေမှာဝင်နေပေါ့ကနေမှာသူစားထည့်လိုက်ပြီးဒီဝင်ကဘာလေးကနေသူလမ်းနေရာနေဖြတ်ခိုင်းနေဝင်ကဘာဆိုတော့ဒီအတိုင်းလမ်းနေရာရှုပ်နေပေါ့နော်တချို့လမ်းနေဆိုလည်းအပိတ်တယ်ပေါ့တချို့လမ်းနေဆိုလည်းတကယ်အစာတောက်နေအောင်မရဘူးပေါ့နော်အဲ့ဒါနေကြွက်ကနေပါအစာတောက်ကိုနေရာရောက်ဖို့တော့လမ်းနေမှတ်မှတ်ပြီးတော့သွားတယ် ကျွဲ့ရဲ့အုံတော့ကထွက်လာတယ်ပစ်စ် line တွေကိုဖမ်းယူထားလိုက်တယ်ပေါ့အဲ့ဒီကျွဲ့အဲ့တဲ့အချိန်မှာကျွန်တော်တို့ထပ်ပြီးတော့ဒီအုံတော့ကထွက်တဲ့ line ကိုထပ်ပြီးတော့ဖမ်းထားလိုက်တယ်အဲ့မှာဘာထူးခြားတာတွေ့လဲဆိုတော့ဒီကျွက်ကမနက်ဒီဝင်းကဘာထဲမှာသွားနေတဲ့အချိန်ကသူအုံနောက်တကထွက်နေရဲ့လျှက်စစ် line နေနဲ့ပုံစံတူပဲအိမ်ဒီရဲ့အချိန်မှာပြန်ပြီးတော့အဲ့လျှက်စစ် line ကိုပြန်ထုတ်တယ်ပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့ပေါ့အိမ်မက်တီဆိုတာကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေကိုပြန်ပြီးတော့စနစ်တကျပြန်လဲတိဆောက်ဖို့ပေါ့နော် memory consolidation ပြန်လုပ် ဖို့အတွက်ကိုအရေးကြီးတဲ့အစိတ်ပိုင်းမှာရှိနေတယ်လို့ယူဆတယ်။အိမ်မက်တွေကကျွန်တော်တို့ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့နဲ့ကျွန်တော်တို့ရဲ့ creativity ပေါ့နော်။ဖန်တီးနိုင်စွမ်းတွေကိုမြင့်တင်ပေးတယ်လို့ယူဆကြတယ်ပေါ့နော်။ဘာနဲ့ဥပမာပေးပြောလဲဆိုတော့ treasure ဓာတုပညာပညာရှင် medalist နဲ့ဥပမာပေးပြောရပေါ့နော်။သူတို့ခေတ္တတုန်းက chemistry မှာဆိုရင် dressing 63ခုပဲသိရှိထားသေးတယ်ပေါ့။အဲ63ခုကိုသူနေရာချဖို့အတွက် priority တွေပဲဆွဲဖို့အတွက်ကိုသူစူးစမ်းတယ် ကျေးမှာ तू လုံးဝ priority တွေပဲမှာဒီအတန်တွေကို तू ဟို orderly orderly စီလို့မရဘူးနော် तू သူ့ဉာဏ်နဲ့ तू ထည့်ပြီးတော့စီလို့မရအောင်ဖြစ်တယ်။ तू အဲ့ဒါကိုကြိုးစားတယ်ကြိုးစားတယ်လုံးဝမရအောင်။အများကြီးဆုံး तू တဖြည်းနဲ့ပင်မန်းလာတယ်။ပင်မန်းလာတဲ့အချိန်မှာ तू အဲ့ဒီစပွဲပေါ်မှာအိပ်ပျော်သွားတယ်ပေါ့နော်။ तू ပြောထားတာတော့အိပ်ပျော်သွားတဲ့အချိန်မှာဒီ priority တွေကိုဆွဲထားတဲ့ဟာကို तू မြင်မဲ့တဲ့အတွက်ကြောင့် तू နိုးလာတဲ့အချိန်မှာအဲ့ဒီအိမ်မက်ထဲမှာမြင်တဲ့အတိုင်းကို तू ရေးချလိုက်တယ် နေချလိုက်တဲ့ပုံမှာသူလိုချင်တဲ့ priority တွေပဲတခုထွက်လာတယ်ပေါ့နော်။တောက်ကြီးရမ်းပြီးကျွန်တော်တို့ exception ကကျွန်တော်တို့ရှုပ်ထွေးနေတဲ့အချက်လက်တွေကိုပြန်လဲစုစည်းပြီးစီစဉ်တရားဖြစ်အောင်ပြန်လဲစီစဉ်ဆောင်ရွက်နိုင်တယ်ဆိုတာကိုပြသတဲ့အခြေအနေတခုဖြစ်တယ်ပေါ့နော်။ဒီအချက်လက်တွေကိုကြည့်ရမ်းပြီးကျွန်တော်တို့လူသားတွေအတွက်ကိုဒီ exception ကမဖြစ်မနေအရေးကြီးတဲ့အခက်အခဲတော့ရှိတော့ပေါ့နော်။အချင်းချင်းပြန်ပြောရမယ်ဆိုရင်ဒီကျွန်တော်တို့ exception ရဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်မှာပျက်စီးဆုံးရှုံးသွားတဲ့ cell တွေ နောက်ပြီးတော့ကျွန်တော်တို့ရဲ့ခုခံစနစ်တွေကျွန်တော်တို့ရဲ့ memory တွေကျွန်တော်တို့ရဲ့သိမြင်နိုင်စွမ်းတွေကျွန်တော်တို့ရဲ့ creativity တွေကိုပြန်ပြီးတော့အစီအစဉ်တွေကြားဖြစ်အောင်ပြန်လဲစူးစီးပေးတယ်ပြန်လဲပြင်ဆင်ပေးတယ်ဒါတွေကိုလှုပ်ဆောင်ပေးတယ်ပေါ့နော်ဒါတွေကြီးချင်းအဖြစ်အိတ်ဆက်ချင်းကကျွန်တော်တို့လူသားတွေအတွက်မရှိမနေလှုပ်ရမယ်တဘာဝအကျင့်တစ်ခုဖြစ်တယ်လို့ပဲပြောမှာပေါ့နော်အိတ်ဆက်ပြီးဆိုရင်လည်းအချိန်ကြီးရှိတယ်ဥပမာမြင်းနေဆိုရင်နှစ်နိုင်လောက်ပဲအိတ်ကြတယ်အဲ့ဒီချိန်မှာ ျွန်တော်တို့ဒီ giant slope လို့ကောင်းမျိုးတွေဆိုရင်သူက9 20လောက်အိတ်ဆက်တယ်လူသားတွေကဘယ်လောက်ထိအိတ်ဆက်တင်လဲဆိုရင်အရွယ်ရောက်ပြီသားလူဆိုရင်9 9နဲ့8 9အိတ်ဆက်တင်တယ်အဲ့ချိန်တွေကလည်းကျွန်တော်တို့အတွက်အရေးကြီးလို့ပဲဆိုရမှာဖြစ်တယ်ဗောနော်ဒီ8တဲ့အချိန်ကပတ်စံဆူရနေတော့မတူဗောနော်ပတ်စံဆူထားလိုက်မယ်ပတ်စံဆူထားပြီးတော့မတုံးသေးဘူးနောက်ကျွန်တော်တို့တုံးကျင်တဲ့ခါကြမှာပဲအများကြီးတုံးလိုက်မယ်ဆိုပြီးတော့အဲ့လိုမျိုးပတ်စံဆိုရင်ဆူလို့ရတယ်ဒီ8ချိန်ကြတော့ ရတယ်ဒီဒီနေ့ဒီနေ့တော့မအိပ်သေးဘူးဆိုတော့နောက်နေ့ကျမှအတူချပြီးအိပ်လိုက်မယ်အဲအဲ့လိုမျိုးသူကမရဘူးပေါ့နော်နေ့စဉ်ရက်ဆက်ပုံမှန်သူကပုံမှန်အိပ်ဆက်တင်တယ်ပေါ့ဒီဥပမာထားတော့ည10:00နိုင်အိပ်မယ်ဆိုည10:00နိုင်မနေ့6:00နိုင်ထားမယ်ဆိုပုံမှန်ည10:00နိုင်မနေ့6:00နိုင်ပုံမှန်အိပ်တင်တယ်ပုံမှန်ထားတင်တယ်ပေါ့နော်အိပ်ဆက်မှုပို့ပြီးတော့ကောင်းအောင်ဆိုရင်တက်တောင်တက်တာဖြစ်တဲ့အဝတ်စားတွေဝတ်ပြီးတော့အိပ်တင်တယ်ပေါ့နော်ခန်းအပူချိန်ကိုလည်းဒီအရန်မပူလုံးအရန်မအေးလုံးနဲ့ အနေထားမျိုးမှာထားပြီးတော့အိတ်တင်နေပေါ့နော်အဲ့ဒါဆိုရင်တော့ quality sleep ကိုရမှာပဲဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီနေ့ဆွေးနွေးပြီးခြင်းတာကတော့ဒီ exception နဲ့ကျွန်တော်တို့ဘာကြောင့် exception နေရလဲဆိုတဲ့အကြောင်းအရာလေးဖြစ်တယ်ပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်လဲကျေးဇူးတင်ပါတယ်